ရေးစားထားအင်တာဗျူးတိုင်းလဲလူတိုင်းက relationship ကိုထက်ထဲဝင်ဝင် စိတ်ဝင်စားကြတာမဟုတ်ပါဘူးလူတိုင်းကလည်းတည်မြဲမှဖြစ်မယ်လို့တွေးပြီး give design ထိမ့်သိမ့်နေကြတာမဟုတ်ပါဘူးလူအချက်တစ်ခုခုကြောင့်ကိုယ်ဘေးနားမှာတယောက်ယောက်ကိုခေါ်ထားလိုက်တာမျိုးလဲဖြစ်နိုင်ပြီးအဆင်မပြေတော့တဲ့အခါဘိုင်ဘိုင်လို့ဖို့အဆင်သင့်ဖြစ်နေကြတဲ့သူတွေလည်းရှိပါတယ် ကျွန်တော်ကိုယ်တိုင်လည်း relationship ကိုစိတ်ဝင်စားတာကြောင့်လူတွေရဲ့အတွေ့အခေါ်အမှုကျင့်တွေကိုလိုက်သုံးသပ်နိုင်စွမ်းကောင်းပြီးစာဖြစ်ချရေးတဲ့နေရာမှာကျွမ်းကျင်တယ်ဆိုပေမဲ့ကျွန်တော် relationship မှာစဉ်လုံးချောနေတာတော့မဟုတ်ပါဘူးအတွင်ကြကြာနဲ့နဲ့ဆိုင်ဆိုင်မြင်တတ်လာလေလေမတူတဲ့ contrast တွေကို မြင်ရလေလေမို့တည်မြဲဖို့ကိုယ့်ဘက်ကကြိုးစားရလေလေ ဘာလို့ငါကြည့်ပဲလိုက်ဆွဲနေရတာလဲဆိုတဲ့အတ္တကဖိစီးလေးလေးပါပဲကိုကားကြီးအ short ပေးနေရတယ်ဆိုတဲ့ပုံပေါက်တာမို့ကိုကိုကိုလည်းအတော်ပြောင်းဆုံးရပါတယ်ယောက်ျားတွေကအတ္တကြည်တတ်ကြပါတယ်မိခင်မျိုးစိတ်တွေမဟုတ်တာမို့မိမတွေလိုမြတ်တာအခြေပြု လူလုံးရတာမျိုးမဟုတ်ပဲအတ္တကိုဘဝပြုတ်ပြီးလူလုံးမှရှင်သန်ရတဲ့ကဘာမှာ အတ္တကိုဖဲ့ပေးရတယ်ဆိုတာကိုကိုကိုဖဲ့ပေးရတာပါပဲကိုဘေးကလူဟာကိုနဲ့မတူတဲ့အခါကိုကိုတိုင်ပင်ပန်းရတာမှန်ပေမဲ့လေသူလည်းကိုလိုပင်ပန်းရတယ်ဆိုတာ type မတူတဲ့နှစ်ယောက်သားပေါင်းဖက်နေရတဲ့အိမ်တောင်တွေတိထားဖို့အရန်ရေးကြည့်ပါတယ်ပုံမှန်အားဖြင့်စိတ်ဘဟုပြုတဲ့ relationship တွေကို စိတ်ဝင်စားတတ်ကြတာမိန်းကလေးတွေများပါတယ်။ဒါကြောင့်ကျွန်တော်စာကိုဖတ်နေကြသူတွေဟာမိန်းကလေးတွေများတာပါ။ emotion ဟာမိမတယောက်ရဲ့အားနည်းချက်မဟုတ်ဘူး။အားတာချက်ပါပဲ။ကျွန်တော်တို့ဆိုအိမ်ရဲ့စီးပွားရေး၊ဦးစီးဦးဆောင်လုပ်ရမယ့်ကိစ္စအဝဝနဲ့အိမ်အရေးအယာစီမံခန့်ခွဲရမှာတွေအကုန်သူကစိတ်ဝင်စားပေမဲ့ကျွန်တော်အဲ့ဒါတွေတခုမှစိတ်မဝင်စားဘူး။ ဒီလိုပြောလို့ကျွန်တော်ကဝင်ငွေမရှာဘူးလားဆိုတော့အိမ်ရဲ့အဓိကဝင်ငွေအကုန်လုံးခုထိစပွဲပေါ်တင်ပေးနိုင်နေတာဟာလေကံအကြောင်းတရားနဲ့တာဝန်ယူမှုတစ်ခုအနေနဲ့သာပါပဲ9 to 5 worker တယောက်အနေနဲ့လဆာကောင်းကောင်းတစ်ခုရဖို့မိဘကပညာသင်ပေးခဲ့ပြီးရသမျှလဆာအကုန်မိမစီအပ်လိုက်ပြီးရင်ကျွန်တော်တာဝန်ချေပြီလို့တွေးတာ လိုအပ်လို့သာလုပ်နေရတာပဲဆန်ဆိုတာရဖို့မဖြစ်မနေအရေးကြီးတယ်လို့မတွေးတယ်လို့မရှာပေးနိုင်ရင်ကိုမာနာနဲ့အတ္တကိုထိခိုက်အောင်အပြစ်ပြောခံရမှာကြောက်လို့သာပဲအိမ်တော်တစ်ခုရဲ့တည်မြဲဖို့လိုအပ်တဲ့အကြောင်းတရားနဲ့အကျိုးတရားတွေအလုတ်ပင်ပန်းနဲ့ယောက်ျားရဲ့စိတ်ကိုပြေလျော့အောင်ဖြေလျှော့ပေးဖို့တွေစိတ်တွေအပူအပင်တွေနှိမ့်သက်ပေးဖို့တွေအဲ့ဒါတွေလည်းသူကတစ်ခုမှစိတ်ဝင်စားဘူး ကျွန်တော်ကသာစိတ်ဝင်စားတာပြောချင်တာက အခုမှလာမှာပါကျွန်တော်အမြဲပြောဖြစ်နေတယ်လို့ပါပဲချစ်ဖို့ဆိုတာလွဲပါတယ်အုံနောက်ထဲကအောက်ဆီတိုဆင်ဆိုတဲ့ဟော်မုန်းထွက်လာရင်ဘေးနားကဘယ်သူ့ကိုဖြစ်ဖြစ်ချစ်လိုက်လို့ရပြီပြီးတော့လူဟာတသက်မှာတယောက်တည်းကိုပဲချစ်တတ်တဲ့တတဝါမဟုတ်ပါဘူး စစ်ဖို့ဟာဘယ်တော့မှမခဲရင်ဘူးတယောက်တည်းနဲ့ပဲတစ်သက်လုံးစူးစူးကောင်းကောင်းပေါင်းပါမယ်လို့ဆုံးဖြတ်ချက်ချတဲ့ commitment ကသာခက်တာအိမ်တော်တစ်ခုဟာ vision and mission တွေမတူတဲ့အခါတည်မြဲဖို့ရမလွယ်ပါဘူးကိုနဲ့နေနေညညာကာလကြာရှိအတူရှိနေတဲ့တယောက်ပေါ်မှာလူသားတဦးအနေနဲ့ကြားနေနေမနေနေ ရိုးဤလာတဲ့နောက်ပိုင်း oxytocin နဲ့ ကြောပမိုင်းကလည်းအလုံးအလားမထွက်လာတော့ပတ်သက်ဆက်နွယ်မှုတကူကိုအလွယ်တွေးမယ်ဆိုရင်တော့လွယ်ပါတယ်အဆင်မပြေတော့ဘူးဒါမှမဟုတ်ရှေ့မဆက်ချင်ကြတော့ဘူးဆိုပြက်လိုက်သုံးမကွဲလိုက်ပေါ့အဲ့လိုမှမဟုတ်ဘူးလွယ်လွယ်လက်လျှော့ရတာကိုမကြိုက်ဘူးအလုပ်ဖြစ်မလားဆက်စူးစမ်းကြည့်ကျင်သေးတယ်ဆိုရင်တော့အစောကပြောခဲ့တဲ့ အချစ်ကြောင့်အင်တာပြုတာဆိုတာတွေထက်ပိုလက်တွေ့ကြပြီးနဲ့ဆိုင်နေ။ဘာကြောင့်နှစ်ယောက်အတူတူဆက်ရှိကြရမှာလဲဆိုတဲ့အကြောင်းအရာတွေကိုနားလည်ဖို့ပိုလိုအပ်လာတယ်။အဲ့မှာဘာသွားတွေ့လဲဆိုတော့ပုံမှန်အားဖြင့်မိမဆန်နဲ့မိမတယောက်ဟာဘာကြောင့်အင်တာပြုတယ်လဲဆိုတော့သူမကိုယ်တိုင်ရဲ့ပျော်ရွှင်မှုကြောင့်ပြုတာ။ဟုတ်တယ်။ ခမရဟယောက်ျားတယောက်ဆိုဒီအမှန်တရားကိုမျိုးချဖို့နည်းနည်းခါကောင်းခါလိမ့်မယ်။ဘာလို့လဲဆိုတော့ခမရကခမရပျော်ရွှင်မှုထက်ခမရမျိုးသမီးရဲ့ပျော်ရွှင်မှုကိုပိုအလေးထားတာကိုဒီတော့သူလည်းအဲ့ဒီလိုဖြစ်လိမ့်မယ်လို့မျော်လင့်ချကောင်းမျော်လင့်ချမိလိမ့်မယ်။မဟုတ်ဘူး။သူခမရမပြောစေချင်ဘူး။သူပြောချင်တာသူပြောအောင်ခမရကလုပ်ပေးတာကိုပဲလုပ်ချင်တာပါ။ တဘာဝကမျက်ကြပါတယ်။ခမားကကြွေးချင်မွေးချင်စေရှိတဲ့ဆိုခမားကြွေးတာ ကိုအားရပါးရစားမဲ့သူကိုပဲခမားအလို့ရှိမှာမဟုတ်ဘူးလား။မိမတရားကိုယူမဲ့ယောက်ျားစီကနေမျောလင့်တာဘစ်စကလီ၃ခုလောက်ပဲရှိတယ်။ပျော်ရွှင်မှုစိတ်ကူးရင်ဆန်မှုနဲ့ကိုယ်ပိုင်းစိတ်ပိုင်းဆိုင်ရာလုံခြုံမှုပဲ။ ဗမာကားတွေထဲမှာခဏခဏတွေ့ရတဲ့စကားတစ်ခွန်းရှိတယ်။အဲ့မိမငွေမက်တယ်ဆိုတာ။တကယ်တော့ဘယ်မိမမှငွေမမက်ဘူး။ဒါပေမဲ့ငွေကအပေါ်ကပြောခဲ့တဲ့ပျော်ရွှင်မှုနဲ့လုံခြုံမှုကိုယူလာနိုင်ပေးတဲ့အစွမ်းရှိတယ်။ဒါဟာ DNA ထဲထိအမြင့်တွင်နေတဲ့သဘာဝမှုတိစိမ့်မှာရောမတိစိမ့်မှာပါအလုံးလုံးပါတယ်။ ဗလာတောင်နဲ့ယောက်ျားတယောက်ကိုမိမတွေဘာလို့ကြွေကြသလဲဆိုရင်သူ့ရဲ့ကာကွယ်ပေးနိုင်စွမ်းကနေလုံခြုံမှုကိုမသိစိတ်ကတစင်မြင်ရလို့ပဲယောက်ျားတွေကကြာမိမတယောက်စီကနေဘာမျော်လင့်တယ်လဲဆိုတော့အလှအပငြိမ်ချမ်းမှုနဲ့မျိုးဆက်ကိုမျော်လင့်ပါတဲ့ ပို့ရိုးရှင်းတဲ့မျိုးစိမ်မို့ပို့တိမ်တိမ်တွေးတတ်တာယောက်ျားလေးတွေပါပဲအလှပါကတော့ရှင်းတယ်ထားလိုက်တော့အတိမ်ဆုံးပိုင်းမယ်အတ္တဥဆောင်တဲ့ယောက်ျားတွေမို့မျိုးဆက်ဆိုတဲ့ခေါင်းစဉ်အမှားတင်ပါကြည့်တာဝေးရဖွားရလွယ်ကူတာရင်သားကြည့်တာနှုတ်ချိုတိုက်ကျွေးနိုင်စွမ်းမြင့်မာတာဆိုတဲ့မသိစိတ်ကလာတဲ့ belief တွေကြောင့်ပိုဆွဲဆောင်ခံရပါတဲ့ဗျာ ကိတ်ကြမြင်ယောက်ျားတွေပါကြောင့်လိန်ဆွမ်းဆောင်လို့စေမြင့်တက်တတ်ကြတယ်လဲဆိုတာတဘာဝကပေးထားတဲ့အလှအပနဲ့မျိုးဆက် instant ကြမှာပဲမိန်းကလေးတွေမှာလည်းအဲ့ဒီ concept ရှိပါတယ်ရုပ်ချောတဲ့ဘဲနဲ့ညားပြီးမွေးတဲ့ကလေးဟာရုပ်ချောနိုင်ချေပုံမြင့်နာမှုမိမတွေကရုပ်ချောတဲ့ယောက်ျားလေးတွေကိုပို attracted ဖြစ်ပေမဲ့လုံခြုံမှု လုံကြုံမှကလေးကောင်းကောင်းမွေးလို့ရမှာမို့သူတို့တွေဟာအာနာငွေကြေးနဲ့ခွန်အားကိုရုပ်ရည်ရဲ့ရှေ့မှာအင်စတင်ရပို့ထားကိုထားနိုင်ကြပါတယ်။ယောက်ျားတွေကလည်းသူတို့အလိုရှိတဲ့အလှအပနဲ့မျိုးဆက်ကိုသာရမယ်ဆိုသူတို့ရဲ့ပျော်ရွှင်မှုနဲ့လုံခြုံမှုကို အနောက်ဆုံးထိပို့ပစ်ထားနိုင်စွမ်းရှိကြပါတယ်။ ကိုမိမနဲ့ကလေးတွေရဲ့ပျော်ရွှင်မှုကိုမြင်ရဖို့သူတို့မလုပ်ချင်တဲ့အရာတွေမပျော်တဲ့အလုပ်တွေကိုဘဝရဲ့ကိုးပုံရှစ်ပုံလားပေးပြီးကိုယ်တိုင်ရဲ့ပျော်ရွှင်မှုကိုစည်သေးနိုင်ကြပါတယ်ပျော်ရွှင်နေတဲ့မိမတယောက်ဟာယောက်ျားတယောက်ရဲ့အရာရာပါပဲပီတိအတ္တမာနစိတ်လုံးချုံချင်း confidence အကုန်လုံးကိုပေးနိုင်တာမျိုးပါ အဲ့လိုပြောလို့ယောက်ျားတွေဟာချစ်ချင်းမြတ်တာနဲ့ကို့ဘီကမိန်းကလေးကိုပြောစီချင်တာကြီးပဲလားဆိုချစ်လို့ပြောစီချင်တာလည်းပါတယ်လို့ကို့မိန်းကလေးကိုပြောအောင်ထားနိုင်တဲ့အတွက်ကို့ကိုကို proud ဖြစ်ရတာကပိုများပါတယ်။ဘာကြောင့်ဆိုကို့အရန်ချစ်ရတဲ့မိန်းကလေးကကို့ဘီနားမှာထိုင်ဘူးနေတာထက်ကို့သိမ့်မချစ်ပေမဲ့ကို့ဘာလုံးလုံးအားပေးခြင်းနဲ့ပြောရွှင်နေတဲ့မိန်းကလေးတယောက်ကိုဘီနားထားရတာသူအတားသူအယောင်တင်ဖို့ပိုလွယ်လို့ပါပဲ။ မိန်းကလေးအမြင်နဲ့ကြည့်မယ်ဆိုကိုအယမ်းချစ်ရတဲ့တောက်ပြင်းထက်ကိုတိတ်မချစ်ပေမဲ့ကိုကိုပိုအလိုလိုက်ဖြည့်ဆည်းပြုတ်အောင်ထားမဲ့တယောက်ယောက်ကပိုအဆင်ပြေသလိုပါပဲသူတို့တွေမျောလင်းတာသုံးခုရှိတာချင်းတူပေမဲ့မရနိုင်တဲ့တစ်ခုစီလဲအထင်သာရှိနေတာမြင်ကြရမှာပါဟုတ်ပါတယ်မိန်းကလေးတွေဟာသူတို့မျောလင်းတဲ့အထက်ကဒုတိယအရေးကြီးဆုံး စိတ်ကူးရင်ဆန်မှုကိုဘယ်တော့မှပြေဝအောင်မရတတ်ကြပါဘူး။ပန်းစီပေးသည်ဖြစ်စေအနောက်ကနေတိုက်ဖက်ပြီးလေဘင်းကိုဖွားဖွားလေးနမ်းသည်ဖြစ်စေဖျောင်းနိုင်လေးတွေထွန်းထားတဲ့ wine date ဖြစ်စေဘလောက်လှုပ်ပေးပေးမိန်းကလေးတွေလိုချင်တဲ့စိတ်ကူးရင်ဆန်မှုကိုကျွန်တော်တို့ယောက်ျားလေးတွေပြည့်မိအောင်လှုပ်ပေးနိုင်စွမ်းမရှိကြပါဘူး။ဘာလို့ဆိုသူတို့ကစိတ်ကူးရင်ဆန်ချင်ကြတာဖြစ်ပြီး ကျွန်တော်တို့ကအဲ့လိုကိုယ်တွင်နဲ့ကိုယ်ဆို အတိတ်ပဲမရှိတဲ့ကြောင်တောင်တောင်လေးလှုပ်ပြီးမှသာသူတို့နဲ့အိတ်ခွင်ရမှာမလို့မျိုးပွားခွင်ရပြီးမျိုးဆက်ရမှာမလို့လှုပ်ပြီးကြရတာပါကျွန်တော်တို့လိုချင်တာချင်းကအဲ့လောက်ထိအောင်ကွဲပြားပေမဲ့ယောက်ျားတွေမှာခံစားချက်မရှိတာမဟုတ်ပါဘူးခံစားချက်ရှိလို့ဒါကိုလိုချင်တဲ့မိကလေးလိုချင်မဲ့ထင်တာတွေလိုက်လှုပ်ပြီးတာပါဘယ်ယောက်ျားလေးကဖျောင်းနိုင်ထွန်ပြီးသမင်းစားချင်ပါလဲဗျာ ဖေယောက်ျားလေးရဲ့ဘန်းနေဝယ်ခြင်းမှာတော့ဒါမဲ့ယောက်ျားလေးရဲ့ပျော်ရွှင်မှုဆိုတာခုနကပြောခဲ့သလိုသူတို့မိန်းကလေးရဲ့ပျော်ရွှင်မှုကိုမြင်ရမှသာ ရနိုင်တဲ့အရာမလားစိတ်ကူးရင်ဆန်မှုကိုယောက်ျားတွေလူတလောက်မပေးနိုင်တာဟာအားနေချက်မဟုတ်ပါဘူးအားသာချက်ပါမာတဘာဝဟာစီစဉ်ဖို့လိုအပ်ပြီးကြာတဘာဝကတော့ခိုင်မာဖို့လိုပါတယ် ဂျာမဘဝနှစ်ခုပေါင်းဆက်တဲ့ခါလိုက်လျောညှိထွေဖြစ်ပြီးတယောက်လိုတာတယောက်ကဖြစ်စီပေးနိုင်မှာဖြစ်ပါတယ်နှစ်ယောက်စလုံးစိတ်ကူးရင်ဆန်နေတဲ့တနည်းအားဖြင့်နှစ်ယောက်စလုံးကိုရီးယားကထိုင်ကြည့်ပြီးစီမျောနေတဲ့အိမ်တောင်ဟာအခြေခံဖို့ခဲယင်းပါလိမ့်မယ်တယောက်ယောက်ကတော့လက်တွေ့ဘဝမှာအခြေခံခိုင်နဲ့ရက်ပြီးလုံးတင်တာဖြစ်တင်တာကိုလက်တွေ့ကြကြပုံဖော်နိုင်စွမ်းရှိဖို့လိုပါတယ်မိန်းကလေးတွေကသူတို့လိုပဲယောက်ျားလေးတွေကို လိုက်ပါစီမျောစီခြင်းပါတယ်။စိတ်ကူးရင်ပုံမြင်လေးတဲကမင်းသားလေးကိုမိန်းကလေးတိုင်းကြွေဆင်းပေမဲ့လက်တွေ့ဘဝဟာအိမ်မက်နဲ့ကွာခြားပါတယ်။တခြားစိတ်ကူးရင်ဆန်ဆန်လေးပေါ်တိုက်အိမ်ဆောက်ပြီးစီမျောနေတဲ့ယောက်ျားတစ်ယောက်နဲ့အတူတူနေဖို့ဆိုတာလက်တွေ့ဘဝမှာရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုထိခိုက်စေနိုင်ပါတယ်။ဒါဖြင့်မရခင်ပန်းစည်းတွေပေးလိုက်ချောင်းပေါမတက်အင်ရှိလာချောင်းလိုက်နဲ့ မိုးပြန်လောက်အောင်ရိုးတဲ့လောက်ရပြီးကြမှာပါလို့စိတ်ကူးရင်စံတဲ့ရိုမန်တလေးတွေကရော့သွားအနေသွားရတာတဲ့လဲလို့မေးစရာရှိပါလိမ့်မယ်ဟုတ်ကဲ့ပြောရရင်တော့ယောက်ျားတွေရဲ့စိတ်အာရုံဟာတကြောင်မဲ့ပြေးတာများပါတယ်နေရအများကြီးကိုတစ်ချိန်တည်းမှာဖြန့်ကျက်အာရုံစိုက်နိုင်စွမ်းမရှိပဲတနေရာတည်းကိုပဲစူးစိုက်အာရုံထားလို့ရပါတယ် ဒီလေဆာ focus ကြောင့်ပဲသူကခမားကိုလိုက်နေတဲ့အချိန်မှာကဘာပေါ်မှာခမားတယောက်တည်းကိုသာအာယုံစူးဆိုင်ပြီးခမားကိုရနိုင်မဲ့ဘယ်နီလန်းကိုမဆိုထုတ်သုံးနေတဲ့အတွက်ခမားရိုးစေခြင်းတလို့ပုံစံမျိုးနဲ့ရိုးထွက်နေတာဖြစ်ပါတယ်ရပြီးတော့လို့မင်္ဂလာတွေပါတွေဆောင်ပြီးကြပြီဆိုရင်တော့သူ့အာယုံဟာမိသားစုပြည့်စုံရေးရှေ့ရည်နဲ့ဘဝလုံးကြုံရေးဖြစ်သွားပါတယ်အပေါ်မှာခဏခဏပြောခဲ့တယ်လို့ပါပဲ။ ယောက်ျားတယောက်ကိုမောင်းနှင်တာသည်အတ္တဖြစ်ပါれမိသားစုကိုတိုးတက်အောင်လုံခြုံအောင်ဆွမ်းဆောင်ပေးထားနိုင်တော်သူသည် သူသာလျင်ဖြစ်ရမယ်ဆိုတဲ့အတ္တရှိကြပါれဒါကြောင့်ပတ်စံကိုကျမရှာမယ်ရှင်ကကျမနာမပဲနေပြီးကျမကိုချစ်ပေးဆိုတာမျိုးကတော်ယုံသက်တာလို့စိတ်ကြီးတဲ့ယောက်ျားမျိုးနဲ့ကလွယ်ရင်အလုပ်ဖြစ်ခဲ့ပါれဒီတော့စာဝတ်နေရေးဆိုတဲ့ focus ကိုပြောင်းဖို့အတွက် ခုနက romantic စိတ်ကူးရင်စံထားသမျှစီကအာယုံအကုန်လုံးနှီးပါးကိုပြန်ပြောင်းယူသွားပါတယ်။ဒါဟာခမည်းကိုနံပါတ်1နေရာထားလိုက်တာမဟုတ်ပါဘူး။ခမည်းကိုရဖို့နံပါတ်1ထားနေရာကနေခမည်းလုံခြုံပြည့်စုံဖို့ကိုနံပါတ်1စီပြောင်းထားလိုက်တဲ့သဘောပါပဲ။ခမည်းကိုရပြီးနေပြီပဲဟာ။လူတဲ့လမ်းမှာလူတဲ့ဂီယာချိန်းတာပါပဲ။ခမည်းကတော့ကားပေါ်မှာမိမ့်ကြီးရှိနေသေးပါ။ ကားမထွက်ခင်ခမားတက်ဖို့တကားဖွင့်ပေးမယ်ဖိတ်ပေးမယ်ကားစားထွက်ပြီဆိုရင်တော့ခမားကိုတစ်ချိန်လုံးကြည့်ပြီးမောင်းနေလို့မရပါဘူးနှစ်ယောက်လုံးအကျိုးနဲ့ကုန်မယ်လေနှစ်ယောက်လုံးရဲ့ဘဝခီလန်တရားဖို့အတွက်အမျိုးသားတွေဟာအမျိုးသမီးတွေထက်လက်တွေ့ပိုကြကူကြရပါတယ်နှစ်ယောက်လုံးအတွက်ရော နောက်မျိုးဆက်အတွက်ပါဖြစ်ပါတယ်ဟုတ်ပါတယ် ကျွန်တော်တို့ယောက်ျားလေးတွေအနေနဲ့ကလည်းကျွန်တော်တို့ရဲ့အဓိကအလို့ရှင်ဆုံးအချက်၃ချက်တည်းကငြိမ်းချမ်းမှုမိန်းကလေးတွေစီကဘယ်တော့မှအပြည့်အဝရနိုင်လိမ့်မှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့မိန်းကလေးတွေဟာလောင်တတ်ကြလို့ပါ။လောင်နေဆိုတာဘေးကယောက်ျားလေးအတွက်သာအပူဟပ်ပေမဲ့လောင်နိုင်စွမ်းရှိကြခြင်းဟာမိန်းကလေးတွေကိုတဘာဝကပေးထားတဲ့အားသာချက်ပါ။ ်မိန်းကလေးဆိုတာမိခင်လောင်းနေဖြစ်တဲ့အတွက်အသေးစိတ်ကအဆလိုက်မြင်လိုက်သိလိုက်ပူပန်နိုင်ဖို့လိုအပ်ပါတယ်ဓမ္မမျိုးဆက်ဟာရှင်သန်မှာဖြစ်ပါတယ်တော်ယုံဒီဒီဒရစ်ပင်ဖြစ်တဲ့ယောက်ျားတစ်ယောက်တောင်ကလေးကိုထမင်းကျွေးချိန်တန်ကျွေးရမယ်ဆိုတာလောက်သိပေမဲ့မိခင်လိုအစားမဝင်ဝင်အောင်ကျွေးဖို့တို့စာနေမလားတို့အာဟာရပြည့်ပြည့်ဝဝရသွားပါမလားတို့တွေးပူပြီးမလောင်နိုင်ကြပါဘူး မစားတော့ဘူးလားတော့ပြီလားအော်အေးဆိုပြီးပကံတိုင်းလိုက်မှာပါပဲသူစာရင်စားလိုက်မပေါ်လို့လဲတွေးပါတယ်ကျွန်တော်တို့မှာမိမတွေလားအမ်ဖက်တီများများစစမ်းရှိပါဘူးကလေးတမင်မစားလို့လဲထိုင်ငိုတာဗျာကျွန်တော်ဖြင့်အံ့ကိုအော်ရော လောင်နိုင်လာကြည်လာပေါ့လေတမ်းမတဖြည်းဖြည်းတိလာရတာကအဘွားပြောခဲ့တယ်လို့ မိသားစုအတွက်တရားရကလော့ချစ်ကြဖို့လိုတယ်ဆိုတဲ့လိုမျိုးပဲကလေးတိတိလေးတွေပါလာရင်တရားရကတော့အသေးစိတ်လိုင်းစိုးရင်ပူပန်ပြီးလောင်မြိုက်နေနိုင်ဖို့ကတော့တကယ်ကိုအရေးကြီးပါတယ်အဖေတော်တော်များများဟာကလေးကြောင့်ကဆ iam မနာမည်ကိုမသိဘူးကလေးရဲ့တငယ်ချင်းတွေကိုမသိဘူးကလေးအကြိုက်ဆုံးအရာကိုမသိဘူးကလေးပါအစားအစာအကြိုက်ဆုံးလဲဆိုတာမသိဘူးတချို့ဆိုကလေးအသက်ကိုတောင်တိကျမသိဘူး ဒီတော့ကလေးပဆက်တဲ့ကိုဘာကောက်ထည့်လိုက်မလဲကအစသမင်းကြည့်ဖို့မိနစ်ပိုင်းနောက်ကြတာနဲ့ဘိုက်စာနေတော့မှပဲဆိုပြီးပြရခက်လောင်မြိုက်တာအစုံအသေးစိတ်တိတိမိမိရှိနိုင်တာသည်မိခင်လောင်ဆိုတဲ့မိမတွေပဲလုံနိုင်စွမ်းရှိတာပါသာသမီရှိသည်ဖြစ်စေမရှိသေးဘူးဖြစ်စေမိန်းကလေးမှန်ရင်မိခင်ညင်ရှိကိုရှိကြတာမို့ခမည်းအနေနဲ့မိန်းမတယောက်ကိုအနာကိုခေါ်ထားပြီး ပေါင်းတင်နေထိုင်သွားမယ်လို့ဆုံးဖြတ်လိုက်ကြတဲ့ကမိဘုံတေးသေးလေးနာ တသက်လုံးထိုင်ရတော့မယ်ဆိုတာသဘောပေါက်ထားဖို့လိုပါတယ်။အဲ့ဒီမိဘုံဟာခမည်းမျိုးဆက်ရဲ့အသက်ထက်ကိုပေးမဲ့မိဘုံလေးဖြစ်ပါတယ်။ဆိုနေပေမဲ့ပင်အရာမှကိုနဲ့မဆိုင်တလို့အေးရအေးချောင်းနေနိုင်နေခြင်းနဲ့ကျွန်တော်တို့ရဲ့အလိုလားဆုံးငြိမ်းချမ်းမှုကိုတော့မိဘွားခဏခဏလာဆင်ပါလိမ့်မယ်။ detail ကအစာ attention ပေးနိုင်လုံတဲ့သူတွေမို့ attention လည်းအရန်ပြန်လိုချင်တတ်ကြပါတယ်။ခမရဘောလုံးပွဲကြည့်နေတာဟာသူ့ကို attention မပေးတာပါပဲ။ခမရ game ဆော့နေတာဟာသူ့ကို attention မပေးတာပါပဲ။ခမရအလုံးလုံးနေတာဒီပင်လည်းသူ့ကို attention မပေးတာပါပဲ။တခါတလေကိုချစ်သူကိုမိမကဘာလို့ရံမဖြစ်ဖြစ်အောင်စကနာထိုးအရွဲတိုက်အငေါ်တူးလိုက်ဆွာတယ်လေ။ တွေ့မရကြဘူးမလားရံဖြစ်တဲ့အခါဒေါသထွက်တဲ့အခါခမရဟာတခြားဘာကိုမှအာယုံစိုက်မရတော့ဘဲအတန်ရှင်အကုန်လုံးသူ့စီပုံပေးထားလိုက်ရတဲ့အတွက်ခမရမာသာလောင်မြိုက်ပင်ပန်းရပေမဲ့သူတို့ကတော့လိုတဲ့အတန်ရှင်ပမာဏရတာမို့ပြဿနာမရှိတဲ့ပြင်စိတ်ကျေနပ်မှုကိုမသိစိတ်နဲ့ရပါတဲ့ လောင်နိုင်စွမ်းရှိကြတဲ့သူတွေမို့ခမားစုဖဘောထိုင်ပြီးဘာမှမလုပ်ပဲစိန်ကြနေတာကိုလေကြည်လို့ရလိမ့်မယ်မထင်ပါနဲ့မျက်မှောင်ကျုပ်ထားပါတခုခုကိုရှာနေသလိုအပြင်းထန်တွေးတော့အဖြစ်ရှာနေသလိုနေပါခမားတခုခုကြောင့်လောင်နေရသလိုပုံမျိုးအမြဲဖန်ထားပါအဲ့လိုမဟုတ်ဘဲနဲ့ကိုကအားလိုက်ရက်လေးအိမ်ဦးကမှမိမ့်မိကြီးထိုင်ပဂတိစိတ်ရဲ့ငြိမ်အေးရအမှန်ကိုရနေသလိုဖရဏာပီတိခွန်စီချီပြီး နေမိမယ်ဆိုရင်တော့နည်းနည်းဖြစ်ဖြစ်လောင်စရာလေးတစ်ခုခုနဲ့လာလောင်းပါလိမ့်မယ်။မရနိုင်တဲ့တစ်ခုလေးတွေစီအကြောင်းအကျေချဲ့ရတာကအပြန်လန်နားလည်မှုတိုးနိုင်ကြစီဖို့ပါ။တကယ်ကရနေတာတွေပုံများပါတယ်။လူတူတယောက်ချင်းအနေနဲ့ဘယ်သူမှဇင်းလုံးမချောသလိုပဲအိမ်သာတစ်ခု relationship တစ်ခုကလည်းဘယ်တော့မှဇင်းလုံးချောမှာမဟုတ်ပါဘူး တိတ်ကိုပျော်ရပုံပေါက်တဲ့ဇုံတွဲတွေတောင်မှပဲကွာလိုက်ရင်ကောင်းမလားမသိဘူးလို့အချင်းချင်းတွေးမိပူကြပါတယ်ကိုကယောက်ျားဆိုအိမ်တော်သက်ကြလားလေကိုမိမချက်အလှပပိုင်းလိန်ပိုင်းဆရာပူဆွဲဆောင်မှုရှိတဲ့တခြားမိန်းကလေးတွေကိုပုံမြင်လာလေလေဖြစ်ပြီးကိုကမိန်းကလေးဆိုလဲကိုယောက်ျားတစ်ပုံထက်မြက်ပူအောင်မြင်ပူကယူဆိုင်တက်တဲ့တခြားယောက်ျားလေးတွေကိုပုံမြင်တက်လာလေလေပါပဲ။ အချစ်ဆိုရာကိုကလွယ်ပြီးတခြားလူကိုမမြင်တတ်တော့တာမဟုတ်ပါဘူးကိုကလွယ်ပြီးဘသူကိုမှမမြင်ဘူးဆိုတာအဲ့ဒါမှုံနေတာပါအချစ်ဆိုရာကိုလူရဲ့အပြစ်တွေအနာအဆာတွေဆိုးွက်တွေကိုမြင်ပြီး လက်ခံထားပြီးတခြားသူထက်ပိုကောင်းတဲ့ရွေးချယ်စရာတွေအများကြီးရှိနေသေးတာပဲဆိုတာကိုသဘောပေါက်နားလည်ပြီးမှသူ့ကိုပဲအထက်ထက်အခါခါပြန်ရွေးချယ်တာကို ခေါ်တာပါ ရာစာဝိစရာဖတ်ရှုတင်ဆက်သူစိတ်မြများစဉ်လူကြီးမင်းတို့အချိန်ပေးနာရှင်မှုအတွက် essence reader မှာကျေးဇူးတင်ရှိပါတယ်ရှင်